အားလုံးပဲမင်္ဂလာပါအုံဂမ်ဘီယာပရာတုတယူကျချာနေရနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့သွေးကလစားပဲဖြစ်ပါတယ်ဟဲ့လေးခင်ငါဒီနေ့အရှိရွာအမားတို့အလှူသွားပလို့မနေ့ဖြန်မှပြန်လာမယ်ကြားလားဟုတ်ကဲ့ဟိုမှာဖိုးကြီးကြက်တကောင်လာပေးထားတယ်အဲ့ဒါကိုခုတ်ထေးပြီးချက်ပြုတ်ထားပြီးတာနဲ့ညစာစားပြီးပြန်တော့ကြားလားဒီညတော့ညီပွားရဲ့အိမ်မှာပဲအိတ်မနေ့ဖြန်နေ့လယ်မှပြန်လာခဲ့ မိဘကြီးပြန်လာရင်သူ့ဘာသူခုခတ်စားလိမ့်မယ်နော်ဟုတ်ကဲ့ကြီးကြီးဒေါ်သိန်းစိန်မှားတန်းရှိကြီးကိုမှားပြီးဒီနေ့အိမ်ရှိချောင်းဆက်တင်ရထားတော့ပဲထောင်ပေါ်သို့တက်သွားတယ်ဆိုင်ငါဆန်ကြီးကအလိုက်တိစွာဖြင့်ဆန်နိုးကထွက်သွားခဲ့တယ်ဒီရွာမှာဦးအောင်ကြီးနဲ့ဒေါ်သိန်းစိန်တို့ကအချမ်းသာဆုံးဖြစ်တယ်ဒါသမီး၃ယောက်ကိုမြို့เจ้าမှာတွားထားပေးနိုင်တယ်ကြီးမာတော့နှစ်ထဲအိမ်ကြီးမှာဒေါ်သိန်းစိန်ဘက်မှာ ဆွေမျိုးနီးဆက်တော်သောလေးခင်ကိုခေါ်ထားပြီးအဖော်ပြုနေထိုင်ကြတယ်။ဧကရာနဲ့ခြီတော်လင်များကိုအငှားချထားခြင်းဖြင့်စီးပွားရေးမှာဒီရအလားတိုးတက်နေတယ်။တရွာလုံးနီးပါးမှာဥအောင်ကြီးနှင့်ဒေါ်တင်းစိန်တို့၏အချင်းငားနှင့်လွတ်တီမရှိကျေးဇူးရှင်များပမာဖြစ်နေတယ်။ဒီတော်လဲကျေးရွာဥက္ကဋ္ဌအစမလွန်ဆိုင်နိုင်တော့ဟောဘာကြီးပြန်လာပြီ။အေးပြန်လာပြီ။ဟိုအေးကြက်လာပြီးသွားလား။ဟုတ်ကဲ့ပြီးသွားပါတယ်။ မိဖို့ပေါ်မှာချက်ထားပါတယ်ဦးအေးအေးကြက်ရင်စားတောက်ပြီးပြန်တော့ပြောပြောဆိုဆိုဥကောင်ကြီးမိဖို့ထဲဝင်သွားခါချက်သားအိုးကိုလှမ်းကြည့်ရင်းမှုနေတာပဲဟေးဒီနေ့စောစောထမင်းစားရမယ်ညနေ9နာရီလောက်မှာလေးခင်တယောက်အိမ်လုတ်တွေအားလုံးပြီးစီးသွားတယ်ဥကောင်ကြီးအတွက်ဥချခူးခက်ကလေးခင်ထမင်းစားလိုက်တယ်အလုတ်ကလည်းပင်မလက်လက်ဆက်ဆက်ချက်သားဟင်းရလဲကောင်းမှုတနေ့တဘူစားလိုက်မိတယ်နောက်ဆုံးမျက်ခွန်တွေလေးလံလာသည့်အထီးပေါ့ တတိယရဲ့မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ဖွင့်ရမရခြင်းအိတ်ချင်မှုတူဖြစ်နေတယ်။ခေါင်းထဲမှာဟီဝေကြိုက်ခဲလို့ဒူလုံးလဲနာကျင်နေတယ်။မိမိအစော်ကားခံလိုက်ရသည်ကိုလေးခင်တိလိုက်တယ်။မိဖို့ထဲမှာဥဟောင်းကြီးဝင်သွားသည်မှာဟေဟိုတဲ့တစုံတစ်ခုခတ်လိုက်ခြင်းသာဖြစ်ရမယ်။စီးကြောက်ဆိုတာများလားဟုလေးခင်တွေးကြည့်တယ်။ဘာပဲဖြစ်ဖြစ်ကုံယုံထားမည်ဟုယုံလိုက်ကမှလက်နက်ဖက်ကိုလှန်၍ကြိုးချီထားလိုက်သလို့ ခြေနှစ်ဖက်ကိုလည်းလှုပ်ရှားယုံသာလှုပ်ရှား၍ရလေတယ်။ရုံးကန်နေ၍လည်းထူးမီမဟုတ်။အော်ဟစ်လို့လည်းမိသူမှမသိနိုင်။ဤကိစ္စကကြိုတင်ကြံစည်သားသောကိစ္စဟုသဘောပေါက်မိတယ်။ဘာပဲဖြစ်ဖြစ်ဥအောင်ကြီးလက်ခုပ်ထဲမှာသူရောက်နေပြီ။ဒီတညတာဥအောင်ကြီးဖြက်စည်းသမျှအန်ချိတ်ခံဖို့ပဲရှိရတယ်မဟုတ်လား။မနက်လင်းတော့လေးခင်မှာချီနှောင်ထားသောကျိုးများဖြည့်ပြီးနေပြီ။ခေါင်းထဲမှာလည်းကြည်သွားပြီမို့အဖွားအိမ်ကိုပြန်ခဲ့တယ်။ ရင်ထဲမှာတော့မကောင်းလား။နာကြီးမှုကတစစ်စစ်ကြိုက်ခဲနေတယ်။လက်စားချေရအောင်လဲသူ့ဘက်ကအယားယာမှအင်အားတာနေတယ်။တစ်ချိန်ချိန်မှာလက်စားချေခွင့်ရစီရင်ဒီအိမ်မှာပဲဆက်လက်အလုပ်လုပ်ဖို့ဆုံးဖြတ်ထားတယ်။နေ့လေချင်းရောက်တော့မှလေးခင်ပြန်လာခဲ့တယ်။ဒေါ်တင်းစိန်ပင် ပြန်ရောက်နေပြီ။ဦးအောင်ကြီးကတော့ပလက်ကလထိုင်ပေါ်မှာထိုင်ပြီးတရားစာအုပ်ကိုအတန်ထွက်ဖတ်နေတယ်။သူဘာမှမတိတိပုံမျိုးလေးခင်အိမ်ပေါက်ွားရင်အတန်ထွက်ရဲ့ စရေထွေးပစ်လိုက်တယ်။ဥအောင်ကြီးစာအုပ်ပေါ်မှကြော်၍လေးခင်ကိုကြည့်ရယ်။ဘာမှတော့မပြောရယ်။မဟုတ်တာလှူထားသူသည်ကိုအောက်ကလူကိုပင်ပြန်ကြောက်ရသည့်ဘဝဖြစ်သည်မဟုတ်ပါလား။ထိုကိစ္စဖြစ်ပြီးနှလားကြော်ကြာတွင် လေးခင်တယောက်ပြို့တာအန္တရာယ်ဖြစ်လာတယ်။သူ့ကိုယ်သူဘာဖြစ်မှန်းမသိ။ဒါကိုဒေါ်တင်းစိန်ကရိပ်မိတယ်။အကြောင်းသိချင်းမို့လင်မယားအားဖွင့်မွေးရတော့တယ်။ဥအောင်ကြီးဘလို့မှမငင်းတာဝန်ခံရလေတယ်။ထိုကိစ္စကို လေးခင်မသိသေးပဲလင်မယားနှစ်ယောက်ခေါင်းချင်းဆိုင်တိုင်ပင်ကြလေတယ်။ဒါမျိုးကြတော့ဥအောင်ကြီးကညံသွားတယ်။တနေတကြီးကလက်တယ်ကိုငွေဆွဆွပုပုပေး၍ခေါ်လာတယ်။ရောက်တော့ဒေါ်သင်းစိန်ကဟဲ့လေးခင်လာစမ်းမြင်ကြည့်ရတာခုတလောမအီမတာနဲ့ဒါငါမိတ်ဆွေဆေးဆရာမှာကြီးကိုနည်းနည်းပါပါကြည့်ပေးလိုက်မယ်။အပြောကောင်းတော့လေးခင်ကယုံတယ်။အဲ့ရထက်ပလက်လှန်ပေးလိုက်တယ်။ အော်တန်ဟစ်တန်ငိုတန်ညီတန်တို့နဲ့တွေးတန်ရဲရဲဖြစ်သွားတယ်။ဒီတော့မှဒေါ်တင်းစိန်ကကိုဝင်ဖြတ်ချတာဖြစ်ကြောင်းရှင်းပြတယ်။လေးခင်ဘာမှမငင်းတာတော့သုံးရက်တာခံတယ်။လေးခင် အမျိုးသမီးယောဂာနဲ့ဆုံးကြောင်းရွာထဲမှာတည်င်းထွက်သွားတယ်။ဒနာကုံဩဇာကုံတို့ကအရာရာကို ဖုံးပြလိုက်တယ်ဖြစ်၍အားလုံးကို နေမြဲအတိုင်းဖြစ်သွားစေတယ်။နေမြဲအတိုင်းမဖြစ်သည့်အရာက ကိုအောင်ကြီးကျုံမြို့ကိုသွားမလို့ လေးတွေသွားတွေ့အောင်မယ်။သွားလေနောက်တစ်ခေါက်မှငါသွားမယ်။ဒေါ်တင်းစိန်ထွက်သွားတော့သူ့မိဖို့ကြောင့်တဲဝင်ကြည့်လိုက်တယ်။သူ့အတွက်ကြက်သားတအိုးချက်ထားသည်။ထမင်းလဲမနှက်စာညစာတဲပေးပြီးသွားပြီ။ကြက်သားအိုးကိုမြင်တော့လေးခင်ကို သူတတိယသွားတယ်။ထိုချိန်တုန်းကဒေါ်တင်းစိန်တစ်ဖက်ရသွားမိဆိုကြတဲ့ကဆေးကြောက်ထုတ်ကို သူ့ဝယ်ထားခဲ့တယ်။မိဖို့ထဲဝင်ပြီးကြက်သားအိုးထဲသူ့ကိုယ်တိုင်ခတ်ခဲ့တယ်။ခုချိန်များ လေးခင်ရှိနေသေးရင်ဟူသောအတွေးဖြင့်ရာကားစိတ်တို့ကထကြွနေလိုက်သေးတယ်။မျက်နှာစာစားပြီးတော့ဥကောင်ကြီးမျက်ခုံတွေလေးကျလာတယ်။စောစောအိယာဝင်လာပဲကောင်းပါလေလေဟူတွေးပြီးခရင်ပေါ်တုံးလုံးလှဲလိုက်တယ်။လူကြီးလဲလူကြီးပင်မို့မကြမီတခေါခေါအိပ်ပျော်သွားတော့တယ်။အဖိုးကြီးထထနားထဲတွင်အတန်အားအတိုင်းသားကြားနေရတယ်။မျက်လုံးကိုဖွင့်ကြည့်မိသလားမဖွင့်မဲနေသလားတော့မသိ။သူ့အပေါ်မှာတော့ ုံသီးနှလုံးစာလောက်ရှိမိထင်တော့ဘောလုံးတစ်လုံးကဝဲနေတယ်။ဘောလုံးကအနီရောင်အထဲမှာသွေးများဖြည့်ပြည့်နေသော အနီရောင်ဘောလုံးဖြစ်တယ်။အဖိုးကြီးချုပ်ကိုမြင်ရလား။ဥအောင်ကြီးအသေးချာကြည့်လိုက်တယ်။ဘောလုံးထဲမှာမွေးကင်းစအရွယ်ကလေးတဝူးရှိနေတယ်။ခြေလောင်းနဲ့လက်များမှာကွေးကောက်နေတယ်။မျက်လုံးတစ်ဖက်ကဟောက်ပတ်။အဖိုးကြီးခမည်းသားလေ။အမေဖိုက်ထဲမှာ ခမည်းတက်ခဲ့တဲ့သားလေ။ လူလောကကြီးထဲမှာလူဖြစ်ခွင့်မပေးတဲ့သားလေးငွေကင်းစကလေးရစကားပြောနေ၍ဥအောင်ကြီးအတွက်ထူးဆန်းနေတယ်။ပြီးတော့သူ့အိမ်နေသည့်အပေါ်သို့ဘောလုံးထဲမှသွေးတွေကတပေါက်ပေါက်ကျနေတယ်။အိမ်မက်လားတကယ်လားမခွဲခြားနိုင်ပေမဲ့အားလုံးကိုသိနေတယ်။ဥအောင်ကြီးအာကုံဟိ၍អော်လိုက်တယ်။အတန်ကားတော့ထွက်မလား။လေချောင်းထဲကလေတွေကြီးတာထွက်ကုန်တယ်။ဒီလိုနှစ်တော့အလျှော့ပေးလို့မရ။ရုတ်တရက် မတက်ထရက်ခါဘောလုံးကိုရိုက်ချလိုက်တယ်။လေထဲရိုက်လိုက်ရသလိုဖြစ်သွားတယ်။ဘောလုံးကိုမထီချေဒီတော့ဥအောင်ကြီးပြေးတယ်။တကားဝါရောက်အောင်ပြေးတယ်။ဘောလုံးကြီးကသူ့ကောင်းကိုလိုက်ရိုက်နေတယ်။တစ်ချက်ထိလိုက်တခါမိုက်ကလေးဖြစ်သွားလိုက်မှုမူးမိုက်လာခဲ့တယ်။တကားပုံနာရောက်တော့တကားကိုကြောပီးရနေသည်ကလေးခင်တကူလုံးသွေးများနှိရွှဲနေတယ်။ခေါင်းပေါ်ကလည်းသွေးတွေတပေါက်ပေါက်မျက်စိနားနှာခေါင်း အပေါက်ချီသမျှသွေးတွေတပေါက်ပေါက်ကျနေတယ်။ဦးအောင်ကြီးပြောရလေပြီ။လေးခင်ရယ်ဘာကြီးကိုမနှောက်ရှက်ပါနဲ့။လေးခင်ဘာမှပြန်မပြောရဲရဲနေတော့မျက်လုံးအစုံနှစ်သာစိုက်ကြည့်နေတယ်။ဦးအောင်ကြီးနောက်ပြန်လှည့်ကပြေးပြန်နေ။အကျန်ကနောက်ဖေးတကားထွက်ဖို့ဖြစ်တယ်။သို့တော်လေလေးခင်ကကြိုရောက်နေနေတယ်။လက်နဖောက်ကိုစန်တန်းလျက်သူ့ကိုပင်လှမ်းခေါ်နေလေပြီ။ဘောလုံးကလည်းသူ့ခေါင်းကိုတဖောင်းဖောင်းရိုက်နေတယ်။ ဥအောင်ကြီးလဲကျင်လာပြီတကူလုံးမှလည်းနာကျင်လာပြီမြဝန်းအစုံမှ မျက်ရည်တို့ကပူပူပေါက်ပေါက်ကျလာတယ်ဒီမှာဖိုးကြီးဘောလုံးထဲမှအတန်ထွက်လာတယ်ဥအောင်ကြီးလှဲမကြည့်နိုင်တော့ဘောလုံးဒီအိမ်ကြီးအဝေးဆုံးကို တွေ့သွားကဥအောင်ကြီးရင်ဝါတက်တဲ့သူအရှိန်ဖြစ်ပြေးဝင်လာတယ်ဖောင်းကနေအတန်နဲ့အတူဘောလုံးမှာကွဲထွက်သွားတယ်ဥအောင်ကြီးတကူလုံးသွေးများနဲ့ရွှဲနှစ်ပြီး ပက်လက်လေးကြကငိန်သက်သွားလေတော့တယ်အကယ်၍များမနဲ့လင်းလျင်လင်းချင်းဥအောင်ကြီးထံလာသူရှိနေလျင်တော့ဒံရအနာတရမပါပဲတွေးရင်ထဲတွင်တေဆုံးနေသောဥအောင်ကြီးကို ပထမဆုံးတွေ့မြင်သူဖြစ်ရပါလိမ့်မယ်ဒါကတော့သွေးကလစားဝိထုတို့လေးရဲ့အကြောင်းအရာကိုတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်